ရသော်ဗျာတဲ့ကိုရမအချိန်ချင်းကြားဟုတ်ကြနိုင်မယ်ဆံဝင်စားတယ်ယဟန္တာတွေဆံဝင်စားတယ်ကြည့်လေဒီဘတပတိဆိုတဲ့ကာထာထဲမှာချက်တည်ရှိတယ်ဆိုတဲ့နေရာယဟန္တာတွေဟာဇံဝင်စားနေမှာချက်တည်ရှိတယ်တာမန်နေမယ်ဆိုလို့ရှိရင်လည်းယဟန္တာတွေဟာစိတ်ရှုပ်စရာတွေရှိတာပဲသူတို့စိတ်ကတော့မရှုပ်တာလေစိတ်ရှုပ်စရာအာယုတွေကတော့သူတို့လည်းမြင်နေရတာ မြတ်စွာဘုရားလည်းဒီတိုင်းနေပဲဆိုရင်စိတ်ရှုပ်စရာတွေနဲ့တွေ့နေမှာပဲဇံဝေဇာနေပြီဆိုရင်စိတ်ရှုပ်စရာအာယုန်တွေရှိတော့ဘူးတမဘဝင်စားနေပြီဆိုရင်စိတ်ရှုပ်စရာအာယုန်ရှိဘူးအာယုန်တစ်ခုပေါ်မှာတည်ငြိမ်ပြီးတော့စိတ်ရဲ့လှုပ်ရှားမှုတွေကမရှိတော့ငြိမ်သက်နေတယ်အဲ့ဒါကိုပြောတော့တမာတိဘာဝနာဒီလိုတမာတိဘာဝနာမျိုးကဒိဋ္ဌဓမ္မသုခဝိနာဒအတွက်လိုအပ်တဲ့တမာတိဘာဝနာပဲ ရသဗျာသခင်ကိုရောမြတ်ဒီဇန်တရားတွေကိုကြီးကြီးဝင်စားပြီးတော့ခန္ဓာကိုယ်အပန်းဖြေနားနေခဲ့ဘုန်းကြီးတို့ငယ်ငယ်တုန်းကကြားဘူးတယ်ရှင်သာရိပုတ္တရာမထေရ44နှစ်အကျိမ့်ဆက်ဘူးလို့ဆိုဘယ်လိုများနေပါလဲမအိတ်ခန်းနဲ့ကိုမနေနိုင်ဘူးရှင်သာရိပုတ္တရာ44နှစ်မအိတ်ဘူးဆိုတော့ဘောမပေါဘူးဖြစ်နိုင်မှာမလားလို့စဉ်းစား ။အော်အိတ်ထားတဲ့ပုံပြီးတော့စိတ်ငြိမ်တယ်ပေးနိုင်တာ။ဟောဒီဇန်တရားတို့သမဘတ်၊ကလသမဘတ်တို့ဇာနသမဘတ်တို့ဝင်စားနေမယ်ဆိုလို့ရှိရင်စိတ်လေးကအိတ်လို့ငြိမ်တဲ့စိတ်ကနော်အိမ်မက်တွေပါနေမက်ပြီးတော့အိမ်မက်ထဲမှာဒုက္ခရောက်တာတွေရှိသေးတယ်။ပြေးလိုက်ရ၊တွားလိုက်ရတော့နော်။နိုင်မရတော့ဘူးမက်မယ်ဆိုလို့ရှိရင်လူတွေကြောက်လန့်ချွေးတီးတီးပြန်လာသေးတယ်အဲ့ဒီလိုမျိုး။ဟောဒီဇန်တရားအတွင်းလို့ ။တမာပတ်တွေဝင်စားပြီးတော့နေမယ်ဆိုရင်စိတ်လေးကငြိမ့်ပြီးတော့ခန္ဓာကိုယ်တစ်ခုလုံးလည်းပီတိတွေသွန်ပုံပြီးတော့တမာလေးစွာအားတွေနဲ့ဖိချားတွေပဲကြောင်။ညောင်းတာညာတာကြိုက်တာခဲတာဘာမှမရှိဘူးနဲ့လုံးဝငြိမ့်သက်တယ်ဆိုတော့အိတ်ချာတဲ့ပုံပြီးတော့သူကအပန်းကြည့်။ဒါကြောင့်မို့လို့54နှစ်မအိတ်ဘူးဆိုတော့ဖြစ်နိုင်တာပေါ့။အဲ့ဒီပုံစံမျိုးနဲ့အဲ့ဒီသမာဓိဘာဝနာမျိုးကိုဒိဋ္ဌဓမ္မသုခဝိဟာရလို့ခေါ်တယ်။ 哎，对，管谁呀？他妈的！